ချစ်ခင်လေးစားရပါတော့ကျွန်တော်တို့အားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ Okay ပါ28ရက်လေးလ2025မန္တလေး7 7နိုင်တမီနဲ့အတွက်ကျွန်တော်မိတ်ဆွေများပေါ့နော်ကြိုက်ရင်ကစားလို့ရအောင်လို့ကျွန်တော်စိုက်ကလေးဆွဲပြပေးမှဖြစ်ပါတယ်အခုလောလောဆယ်ပြထားတဲ့စိုက်ကလေးကတော့ ကျွန်တော် ascendant ဆွဲပြီးရလေးပေါ့နော် ascendant ဆွဲပြီးရ cycle ဖြစ်ပါတယ်အဲဒါလေးပြောပြီးရင်ကျွန်တော်ဟို brain နဲ့ brain နဲ့လုံးမိုင်းလေးကျွန်တော် cycle ဆွဲပြပေးမယ် okay ပါအခုပြထားတဲ့ cycle ကတော့ကျွန်တော်အစင်းရယ်အပန်းရောင်ရယ်အပြာရောင်ရယ်ဆိုပြီးတော့အယောင်၃မျိုးရှိရယ်ပေါ့နော်အဲကျွန်တော်တို့အပေါ်ဆုံးကအစင်းရောင်အဝိုင်းလေးနှောင်းဝိုင်းကိုကြည့်မယ်ပေါ့နော်အပေါ်ဆုံးက ဆင်းရောင်ဝိုင်းထဲမှာ၄ဆိုတဲ့ကဏန်းရှိရယ်ဒီအောက်မှာရှိရဆင်းရောင်ဝိုင်းထဲမှာကြတော့၅ဆိုတဲ့ကဏန်းရှိရယ်၄၅ပေါ့နော်ဒါပေါင်းစရာမလိုဘူးပေါ့နော်ဒီအဝိုင်းနဲ့ဒီအဝိုင်းထဲမှာရှိတဲ့ကဏန်းနှစ်ခုကထွက်ကဏန်းပေါ့နော်ဒီ၄၅ဆိုတော့အစင်းအောင်ထဲမှာရှိတဲ့၄နဲ့၅နဲ့တီးဒီအောက်မှာကြည့်လိုက်ပါကျွန်တော်အစင်းအောင်၄တောင်းကွက်ကလေးလောက်ထားတယ်၅၄ဆိုပြီးတော့ပြန်ထွက်ထားပါတယ်เนาะ၅၄ဆိုပြီးတော့ပြန်ထွက်ထားပါတယ် ဲ့တော့ကျွန်တော်အစင်းအောင်ပြီးတော့အပန်းအောင်ကြည့်အောင်ဒီအစင်းအောင်လေးအောက်မှာဒီအစင်းအောင်လေးဆိုတဲ့အောက်မှာပေါ့နော်6ဆိုတဲ့ကဏ္ဍလေးချလိုက်မယ်နော်6ဆိုတဲ့ကဏ္ဍလေးချလိုက်ပြောရရင်တပင်ချလေးပေါ့နော်တပင်ချလေးအဲ6ဆိုတဲ့အောက်မှာကျွန်တော်အပန်းအောင်ဝိုင်းလေးရှိပါတယ်အဲ့ဒီအပန်းအောင်ဝိုင်းထဲမှာ8ဆိုတဲ့ကဏ္ဍရှိမယ်ဒီအောက်မှာကြတော့အောက်ကပန်းအောင်ဝိုင်းထဲမှာကြတော့3ညဆိုတဲ့ကဏ္ဍရှိမယ်အဲ့တော့8 3ညပေါ့နော်အဲ့ဒီ8 3ညဆိုတဲ့ကဏ္ဍဒီကျွန်တော်အောက်မှာကြည့်လိုက်ပါအောက်မှာလည်းအစင်းအောင်လေး နော်ငါးလေးထွက်ထားအောင်မှာတပင်ချားထားရယ်နော်38ဆိုပြီးတော့ပြန်ထွက်ထားပါတယ်နော်38ဆိုပြီးပြန်ထွက်ထားတယ်အဲကျွန်တော်အပိုင်းရောင်အဝိုင်းလေးပြီးသွားဆိုတော့နော်ဒီအပိုင်းရောင်အဝိုင်းရဲ့အောက်မှာကျွန်တော်10ဆိုတဲ့ကဏ္ဍလေးရှိရပါတော့ပိုင်းရောင်အဝိုင်းလေးနော်ဘောတော့8ပိုင်းရောင်အဝိုင်းထဲမှာ8 8ရှိတဲ့အောက်မှာကျွန်တော်10ဆိုတဲ့ကဏ္ဍလေးရှိပါတော့အဲ10ကိုကြော်လိုက်မယ်ပေါ့နော်ပြောရင်တပင်ချားတာပေါ့နော်ထွက်ကဏ္ဍဒီလည်းတပင်ချားထွက်တာလည်းပေါ့နော်အဲအလေးကိုကျွန်တော်ပြောချင်တာပေါ့နော် တော့အပြည့်အဝဝိုင်းထဲမှာနော်အပေါ်ကအပြည့်အဝဝိုင်းထဲမှာရှစ်ဆိုတဲ့ကဏ္ဍရှိရပေါ့နော်အောက်ကအပြည့်အဝဝိုင်းထဲမှာငါးဆိုတဲ့ကဏ္ဍရှိရအဒီရှင်းငါးဆိုတဲ့ကဏ္ဍကဏ္ဍဒီလဲနော်ဒီရှင်းနဲ့ငါးနဲ့ဒီအစင်းအောင်လေးနဲ့အပန်းအောင်လေးလေးလိုပဲပေါ့နော်ငါးလေး၃ညရှစ်နော်အပြည့်အဝလေးရလဲငါးရှစ်ရှစ်ရှင်းငါးဆိုပြီးတော့ဆက်ပေးမလားပေါ့နော်အဲ့တော့မိတ်ဆွေများ ဒီ site လေးကိုလည်းကြိုက်နှစ်တည်းဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါเนาะမကြိုက်ရင်တော့လုံးဝကန်ဆန်းစရာမလိုပါဘူးเนาะကိုယ်တိုင်ကြိုက်မှကိုယ်ကစားပါเนาะ၅၈အားပေါ့เนาะ၃မိနစ်ဆက်ပြီးရင်ကျွန်တော်မိတ်ဆွေတွေပေါ့မယ်ပေါ့ဗျာเนาะဟုတ်ပြီဒါလေးကကျွန်တော်စင်တင်ဆွဲပြ site လေးကိုပြပေးရပါเนาะပြီးတော့ကျွန်တော် brain နဲ့လုံးမိုင်းလေးဆွဲပြပေးမယ် ကျွန်တော်အပြည့်ရောင်းအကွက်ကလေးလောက်လိုက်တယ်ပေါ့နော်ဒီအပြည့်ရောင်းထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုကျွန်တော်ကပေါင်းလိုက်ပါမယ်ခင်ဗျာနော်ဒီအပြည့်ရောင်းထဲမှာ6ရေအပြည့်ရောင်းထဲမှာ3ရေ5ရေ7ရေပေါ့နော်ဒီ3 5 7ကိုပေါင်းလိုက်လို့ရှိရင်3 5 7ကိုပေါင်းလိုက်လို့ရှိရင်6ဖြစ်ပါတယ်6ဆိုတော့6 break ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ် ၃၅၁ကိုပေါင်းလိုက်တာကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုပရိတ်ဆိုပြီးရယူလိုက်တယ်ပေါ့နော်ပိုင်းအောင်လေးကကြတော့ လုံးပိုင်းပေါ့နော်လုံးပိုင်းဒီပိုင်းအောင်ဝိုင်းလေးထဲမှာကိုးဆိုတဲ့တန်းရှိတယ်ပြီးဒီဘက်ကအပိုင်းအောင်ဝိုင်းထဲမှာငါးဆိုတဲ့ကနန်းရှိတယ်အဲ့ဒီကိုးနဲ့ငါးနဲ့ကိုကျွန်တော်ပေါင်းလိုက်မယ် 9နဲ့9နဲ့ပေါင်းလို့ရှိရင်14ရပါတယ်နော်9နဲ့9နဲ့ပေါင်းရင်14ဆိုတော့ကျွန်တော်က4ဘိုင်းဆိုပြီးယူလိုက်မယ်ပိုင်းအောင်လေးကိုကျွန်တော်က9နဲ့9နဲ့ပေါင်းပြီးတော့4ဘိုင်းဆိုပြီးတော့ယူလိုက်ပါတယ်အဲ့ကျွန်တော်တို့ကိုဘရိတ်၄ဘိုင်နဲ့ပါထွက်လဲဆိုလို့ရှိရင်ဒီမှာ မနက်ပိုင်းမှာငါးလေးဆိုပြီးတော့ထွက်တာပါเนาะကိုဘရိတ်၄ဘိုင်နဲ့မနက်ပိုင်းမှာငါးလေးဆိုပြီးတော့ထွက်တာပါတယ်ဒုတိယပိုင်းလေးကိုဆက်ကြည့်အောင်เนาะ တိယပြန်လဲအပြန်ရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုကျွန်တော်ကပေါင်းလိုက်မယ်6ရယ်9ရယ်9 6 9ခွန်6 9ခွန်ပေါင်းလိုက်ရင်18 18ဆိုတော့ကျွန်တော်က shift rate ဆိုပြီးတော့ယူလိုက်ပါတယ် shift rate ဆိုပြီးတော့ယူလိုက်မယ်โอเคပြန်အောင်လေးက69ခွန်ပေါင်းလိုက်တာ78ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က ရှစ်ပရိတ်ဆိုပြီးတော့ယူလိုက်ပါတယ်ခင်ဗျာပြီးရင်လုံးပိုင်းလေးပေါ့နော်လုံးပိုင်းလေးကြည့်အောင်လုံးပိုင်းလေးဒီမှာပိုင်းအောင်လေးပေါ့နော်ဒီအဝိုင်းထဲမှာလေးဆိုတဲ့ကဏ္ဍလေးရှိမယ်နော်လေးဆိုတဲ့ကဏ္ဍရှိမယ်နောက်ထပ်ပိုင်းအောင်ဝိုင်းထဲမှာလည်းလေးဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီလေးနှလုံးကို เนาะป้องไล่มั้ยเนาะ4เนี่ย4เนี่ยป้องยิง8 8ဆိုတော့ကျွန်တော်က8ဘိုင်းဆိုပြီးတော့ယူလိုက်ပါတယ်ခင်ဗျာအဲ့ပြန်အောင်လေးက8 break ပိုင်းအောင်လေးက8ဘိုင်းနဲ့ပါထွက်တာလဲဆိုလို့ရှိရင်ဒီဒီမှာ8 break ရှိပိုင်းနဲ့ 3ည8ဆိုပြီးတော့မနက်ပိုင်းမှာထွက်တာပါတယ်နော်ရှစ် break ရှစ်ပိုင်းနဲ့3ည8ဆိုပြီးတော့ထွက်တာပါတယ်ဒီနှစ်ပင်အနေထားမှာပေါ့နော်ဒီနှစ်ပင်အနေထားမှာကတူလုံးပိုင်းပေါ့နော်လုံးပိုင်းကအပိတ်ပေးထားတယ်ပေါ့နော်ဥပမာ၄ဆိုလို့ရှိရင်တူကိုဘရိတ်နဲ့၄ပိန်နဲ့တွဲပြီးတော့၅၄ဆိုပြီးတော့ထွက်တာရယ်နော်အဲ၈ဆိုလို့ရှိရင်၈ break နဲ့ရှစ်ပိန်နဲ့ရှစ်ပိန်နဲ့တွဲပြီးတော့တုံညာရှစ်ဆိုပြီးတော့ထွက်ထားတယ်ပေါ့နော်ဒီအပေါ်နှစ်ပင်မှာလုံးမှန်အပိတ်ပဲပေးထားပါပေါ့နော် ါပေမဲ့လည်းကျွန်တော်အပိတ်ဆိုပေမဲ့လည်းထေစီကလာတတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဘိုင်လိုပဲရေးထားတာပေါ့နော်အခုကျွန်တော်တတိယဘိုင်ကိုကြည့်အောင်ပေါ့နော်တတိယဘိုင်ကဒီမှာအပြတ်ရောင်လေးဒီအပြည့်အောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကို ပေါင်းပြီးတော့ဒီနေ့မနက်အတွက် break ယူမယ်ပေါ့နော်6639အဲ့ဒီ6639ကိုပေါင်းလိုက်လို့ရှိရင် စနစ်ရပါတယ်စနစ်ဆိုတော့ကျွန်တော်ကနှစ် break ဆိုပြီးရယူလိုက်မယ်เนาะနှစ် break ဟုတ်ပြီပြောင်းရောင်းလေးက6639ပေါင်းလိုက်တာစနစ်ဖြစ်တဲ့အတွက်ကြောင့်နှစ် break ဆိုပြီးရကျွန်တော်ကယူလိုက်ပါတယ်အဲ့တော့အဲ့ဒီနှစ် break နဲ့တွဲရမယ်လုံးပိုင်းလေးကိုကြည့်အောင်ပေါ့နော်လုံးပိုင်းလေးကလည်းကျွန်တော်ပထမပိုင်းနဲ့ဒုတိယပိုင်းမှာပေးထားတယ်လို့ပဲယူလိုက်မယ်နော် ိုင်းရောင်ဝိုင်းလေးပေါ့နော်ဒီအဝိုင်းထဲမှာရှစ်ဆိုတဲ့ကဏ္ဍရှိမယ်ဒီဘက်ကအပိုင်းရောင်ဝိုင်းထဲမှာတုံညဆိုတဲ့ကဏ္ဍရှိမယ်နော်ဒီရှစ်နဲ့တုံညကိုပေါင်းလိုက်လို့ရှိရင်ရှိရပါတယ် ရှင်းတဲ့တုံညာနဲ့ပေါင်းရင်ရှင်းရတဲ့အတွက်ကြောင့်ကျွန်တော်ကရှင်းပိုင်ဆိုပြီးတော့ယူလိုက်မယ်ကျွန်တော်အပိုင်းအောင်အဝိုင်းနှောင်းဝိုင်းပေါင်းလိုက်တာကရှင်းတဲ့တုံညာပေါင်းလိုက်တာရှင်းဖြစ်တဲ့အတွက်ကြောင့်ရှင်းပိုင်ဆိုပြီးတော့ယူလိုက်ပါတယ်အဲ့တော့28ရက်4/2025ဒီနေ့အဖွင့်နေ့တနင်္လာနေ့မနက်ပိုင်း ုံးပင်ဆက်ပေးမယ်ဆိုလို့ရှိရင်နှစ်ပြိတ်ရှစ်ပိုင်းနဲ့ဖတ်မယ်ဗျာနော်သုံးပင်ဆက်ပေးမယ်ဆိုလို့ရှိရင်ရှစ်ပြိတ် oh sorry နှစ်ပြိတ်ရှစ်ပိုင်းပေါ့နော်နှစ်ပြိတ်ရှစ်ပိုင်းအဲ့တော့ကျွန်တော်ဒီနှစ်ပြိတ်နှစ်ပြိတ်ရှစ်ပိုင်းနဲ့ကျွန်တော် main quote နဲ့အရင် quote ကလေးတွေရေးပေးမယ်နော် အဓိကမင်းကတော့နှစ်ပြိတ်ရှစ်ပိုင်ဆိုတော့ကျွန်တော်လေးရှစ်ပေါ့ဗျာနော်ကျွန်တော်တော့အားထည့်မယ်ဘာလို့လဲဆိုရင်ပိတ်ဆိုပေးမယ်လေထေစီကနေလာတက်လို့ပေါ့နော်ဒီ site ကနေရတာကကျွန်တော်ည break 8ပိုင်းနဲ့၄ရှစ်ပေါ့နော် အရန်လေးတွေကကြတော့ကျွန်တော်ည break ရဲ့ power ခွန် break ပေါ့နော် အဲ့လိုလေးယူမယ်ပေါ့နော်အနှစ် break ရှစ်ပိုင်းဆိုနှစ် break ရှစ်ရဲ့ power က3ဖြစ်တဲ့အတွက်ကြောင့်93အာပေါ့နော်93အာပြီးရင်နှစ် break ရဲ့ power ခွန် break နော်နှစ် break ရဲ့ power ခွန် break ဆိုတော့ကျောင်း6နဲ့စယူမယ်98အာပေါ့နော်ပြီးရင်6ရဲ့ power က3ဖြစ်တဲ့အတွက်ကြောင့် နော်ရှစ်ပိုင်းရပါပါ၃ဖြစ်တဲ့အတွက်ကြောင့်ခွန်ပရိတ်နဲ့တွဲလိုက်မယ်ဒီ၃အားဒီ၃ခွက်ကအရန်ပေါ့နော်ဒီ၃ခွက်ကအရန်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးလေကျွန်တော်မိတ်ဆွေများကြိုက်ရင်ကန်ဆန်းကြည့်ပါနော်ဒါလေးကတော့ပေါင်းထားပါပေါင်းထားပါညာမဟုတ်ဘူးပေါ့နော်ဒီအဝိုင်းထဲကကနန်းနှစ်ခုကိုထွက်ကနန်းယူလိုက်တာပေါ့နော် โอเคပါဒီနေ့မနေ့အတွက်ဖွင့်နေ့အတွက်စိုက်ကလေးရတော့ဒီလောက်ပါပဲเนาะကျွန်တော်ရချင်းမိတ်ဆွေအားလုံးအဖွင့်လာပြီးရောเนาะပေါက်ကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ရချင်းမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်စင်တာတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွံ့ကျဲနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရချင်းမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံး ရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရှေ့ရနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာယေရှုတင်ထိုက်သူအားလုံးကိုယေရှုတင်ပါတယ်ခင်ဗျာ